မြေတန်လင်း channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ဆရာတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။အခုတခါတင်ဆက်ပေးသောမယ့်ဆက်လက်လေးကတော့ဆရာမောင်စနေရှိတာထားတဲ့စနေနေ့မိကတိုင်းဆိုရယ်ပရာလောကဇလံကောင်းလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါရှင်။နားဆင်ပေးပါအောင်ရှင်။ကျောင်းတို့ရဲ့စာရေးတံခွဲကအဖြစ်ကို ဖုန်းကြီးကဆုံငေါ့ချင်မရှိဘူးဗျာဒါပေမဲ့ဆုံငေါ့တာကမှတောင်းမယ်အခုပြောဖို့ကကြည့်အောင်ကိုရော်ရီတပည့်တော်အကြောင်းသားစနေကတကယ်လဲတာမျိုးလာကနေဒီကိုပြန်လာတာကိုကိုပင်တန်းရှင်ဒီပြန်ရောက်တယ်ဆိုပြီးသွားတာဖျားတော်သေးရဲ့စွန်းတကာရဲ့အဖေကမကြက်မလွတ်ဝါနေလမ်းပြပြလို့သာပြန်ရောက်လာတာမျိုးမောင်တို့ဘိုးကတော်ဆိုသူတို့ပြောလို့လိုက်ရှာရတာတမျိုးလုံးစုညံပလောရိုက်သွားရဲ့ဆိုပဲဘာဖြစ်လို့စုညံပလောရိုက်တာလဲဖျားအရှင်ဖျားရဲ့ မြို့လာကဆရာတော်ရဲ့အစိမ်းအောင်ကားကြီးနဲ့လိုက်ရှာတာဖေ။စွန်ကျွေးရီမှာဖုံးကြီးဝီကျုပ်ကိုမြင်ပြောတဲ့စကားဗျ။ဟုတ်လဲဟုတ်တာပဲလေ။ကျုပ်ကလည်းဥတူတူကိုဗျ။အခုတော့ကျုပ်အဲ့လိုမဖြစ်အောင်စူးစမ်းနေရဲ့။တရားလာထိုင်တဲ့ယောဂီတယောက်ကကျုပ်ကိုနီးလန်းပြသွားတယ်ဗျ။မိကတိုင်းဆိုလားအဲ့ဒါအချင်းကိုစွန်ပြလိုက်တယ်။ဘသူကိုမှတော့ရှောက်မပြောဘူးဗျို။ကိုဘာသာတိတ်တိတ်လေးစိတ်ကြံနေရ။ဒါမဲ့ဒီပညာရဲ့အကောင်းဆိုးကိုတော့ဘိုးကနဲ့စကားပြောတိုင်းကြုံမေးဖြစ်တယ်။ဘိုးက မိကတိုင်းစွာသိလားမျက်စွာဖျားရဲ့တရားတော်ရင်းမပေါ်ခင်ကတော့ကြင်ကြံသူတွေရှိရဲ့ကွာသူကအကျိုးများလားဟုတ်လားမဟုတ်လားတော့မသိဘူးမိကတိုင်းအောင်ရင်မြေရှုံမိုးပြက်နိုင်တယ်ဆိုပေးပြီးတော့မိကိုလွတ်တယ်လို့စေကားလို့ရတယ်ကွာငါလည်းတေချာတော့မသိပါဘူးကွာဟုတ်လားဒါတွေဘာလို့မင်းနေရလဲစနေရဘောဓုဒ္ဒဆိုတာရှေ့လေကောင်းလေမဟုတ်လားဘုကရဘုကလိုရှေ့မီနောက်မီလူကြီးစီကနေတင်ယူစရာကြားနာစရာတွေကများတယ်လေဗျာ ကျောင်းနည်းနည်းလေးပြင့်ပေးလိုက်တာနဲ့ဘိုးကခင်ဗျာသဘောတွေခွေသွားတယ်။ကွန်တီမှတော့ဆိုးရတယ်။ဘိုးကပြောတယ်လို့ဆိုးရပြန်ရင်တော့မိကတိုင်းကမဆိုးပေဘူးလေ။အဲ့တော့ကျုံလည်းမိကတိုင်းချင်းဝတ်ကိုဆုံးဖြတ်လိုက်တာပေါ့ဗျာ။ညအချိန်ရောက်လာတယ်ပေါ့ဗျာ။အဲ့ချိန်ကျတော့ကျောင်းကနှိုးထိုင်မိဆက်ကိုဘိုးကရလိုက်တယ်။အဲ့တော့တကြောင်လုံးမှောင်မဲသွားတာပေါ့။ကျုပ်ကတော့ဖုန်းကြီးကျောင်းပေါ်ကဖျောင်းတိုင်တစ်ထုံးလောက်ယူထားတယ်။အခန်းထဲရောက်တော့ကျုပ်ကတင်ရှိကလက်ရံမှာဖျောင်းတိုင်တစ်တိုင်ထုံးလိုက်တယ်။ ီးတော့တမင်ခွေထားလိုက်ပြီးငါဖျောင်းနိုင်တဲ့တိုင်မကုန်ခင်မှာမိကတိုင်းအောင်ကိုအောင်ရမယ်ဆိုရင်ဆုံးဖြတ်ချက်နဲ့ကျုပ်စကျင်နေပေါ့ဗျာဖျောင်းတိုင်မိလေးကိုတိတ်ချကျင်နေရဲ့ပြီးတော့မိမိလို့စိတ်ထဲကမှတ်တာပေါ့အခန်းထဲမှာလေမတိုက်ပဲဖျောင်းတိုင်မိလေးကနည်းနည်းရှိနေရဲ့ဗျအဲ့တော့ကျုပ်စီတဲထိုးတော့ထိုးနေပြီလို့ထင်သွားပေါ့အဲ့ဒါနဲ့ဆက်ပြီးကြည့်အောင်ပေါ့ဗျာခြားခြားကြည့်အောင်မျက်ရည်တွေကြောင့်ဝဲလာပြီးတော့ကြည့်နေကအရေးလိုလိုဘာလိုလိုတွေလဲတွေ့လာရတော့ကျုပ်ထင်လိုက်တာက ညံစင်တွေတက်နေပြီပေါ့ဗျာအဲ့လိုနဲ့ဖျောင်းနိုင်တဲ့တိုင်ကုန်သွားမယ့်အချိန်မှာနီးပြသွားတယ်လို့ပြောခဲ့တဲ့အတိုင်မိစာနှိမ့်တာနဲ့မျက်လုံးကိုဖြည်းဖြည်းချင်းမှိတ်ထိုးကြလိုက်မယ်တဲ့ကျုပ်လည်းသူပြောတဲ့အတိုင်ဖျောင်းနိုင်ကုန်လို့မိငိမ့်သွားတဲ့အချိန်မှာကျုပ်မျက်လုံးလေးကိုဖြည်းဖြည်းချင်းမှိတ်လိုက်တယ်တကယ်အဟုတ်ဗျာကျုပ်မျက်လုံးထဲမှာအလင်းရောင်တွေရလာတယ်ပြောထိုးစမ်းလိုက်တာများဗျာသိကြတယ်ကျုပ်တော့ဇန်တမျိုးမျိုးရနေပြီအခုမှတတိုင်းကောင်အောင်ပဲကြည့်ရသေးရဲ့ ဒီလိုထုတ်တယ်ဆိုတော့ကျုပ်ကပါရမီရှိရဲ့သူပဲလို့တွေးလိုက်မိရဲ့။အဲ့လိုနဲ့ကျုပ်လည်းဖျောင်းနိုင်သုံးနိုင်မကဘူး။တော်တော်များများတင်းရတဲ့နဲ့ကြီးပြလိုက်တယ်ပေါ့ဗျာ။ထူးချက်ပြော။အဲ့ချိန်မျက်လုံးမိန်တော့ဖျောင်းနိုင်မီးရောင်ကြီးမြင်နေရတာဗျာ။ကျုပ်ဆိုငါတကူများရနေပြီလားဆိုပြီးလက်ကိုကြည့်ပြီးမီးတောက်စမ်းလို့တော့ပြောမိရဲ့။မတောက်ပါဘူးဗျာ။ကျုပ်တွေးမိတယ်လေ။တင်းရတဲ့နဲ့ဘယ်ရမလဲလို့ပေါ့။အဲ့လိုနဲ့ကျုပ်လည်းအိပ်ပြောင်အောင်အိတ်လိုက်ရပေါ့။ဒါတော့အိမ်မက်ထဲမှာကျုပ်ကမီးကိုစေခိုင်းနိုင်သူဖြစ်နေတာဗျာ။ အချိန်တွေလည်းတော်တော်ကြာပြီကျုပ်မိကတိုင်းကျင့်နေရဘသူမှမသိဘူးဒါမဲ့ဖုန်းကြီးကသူ့ကျောင်းပေါ်ကဖျောင်းနိုင်တုပ်တွေဘသူယူသေးတဲ့လိုက်မင်းနေရအဲ့လိုဆိုတော့ကျုပ်လည်းဖုန်းကြီးကျောင်းသားပြီပြီမလိန်ညာပဲဖုန်းကြီးကိုတင်းလျှောက်လိုက်တယ်ပြောစနေဘာလျှောက်ဆရာရှိလို့လဲဖုန်းကြီးရဲ့ဖျောင်းနိုင်တုပ်တွေတပည့်တော်ယူလာပါဗျာမရှိစင်ရသားတွေကဖျောင်းနိုင်ထုံးဖို့တောင်ခက်ခဲပါတယ်အဲ့ဒါကြောင့်တပည့်တော်မြတ်တာရှေ့ထားပြီးဖုန်းကြီးကိုစားဆွတ်လိုက်ပါတယ်ဖျား ကောင်းလာလို့တာပဲစနေရေဖုန်ကြီးမကန့်ခွက်ပါဘူးလိုအပ်တယ်လို့သုံးခွက်မင်းရဲ့စရနာကိုလည်းတာဒုခေါ်ပါတယ်ဖုန်ကြီးလည်းတာဒုတောင်ခေါ်နေရဲ့ဗျကြောက်လေခက်တီတီနဲ့နောက်ထပ်ဖျောင်းနိုင်တုပ်တွေယူလာပြီးတော့ကျောင်းပေါ်ကပြန်ဆင်းလာပါဗျာကျောင်းဆောင်တန်းရောက်တော့ကိုရင်လေးနှစ်ပါးရဲ့ဘိုးကရဲ့စကားပြောနေရဲ့ဗျကြောက်လေသူတို့နားထိုင်ပြီးနားထောင်လိုက်တာပေါ့ဖြစ်ချင်တော့သူတို့ကကတိုင်းအကြောင်းပြောနေရဗျဘိုးကကတိုင်းကျင်ရင်တကယ်အစွမ်းထက်လားအစွမ်းထက်တယ်ဆိုတာဘယ်လိုသိနိုင်မလဲ အဲ့ဒါတော့တပည့်တော်လည်းတိတ်ချာမသိဘူးခင်ဗျာမိကတိုင်းကျင်းတဲ့သူကတော့မီးပြီးတယ်လို့ပြောတာပဲမီးနဲ့ကျင်းမှာတော့မီးတော့ပြီးမယ်ထင်တယ်ဘိုးကရဲ့တပည့်တော်လည်းအဲ့လိုထင်တယ်ဝိပဿနာပဲလေ့လာဖို့တော့အဲ့ဒီကတိုင်းတွေကတပည့်တော်နဲ့ဝေးတယ်ခင်ဗျာကိုရင်တွေးကြည့်ရပါတော့မီးကတိုင်းသမားတွေကမီးအလောင်းခံနိုင်လောက်တယ်ဗျာဖြစ်နိုင်ပါတယ်ခင်ဗျာနေလုံးကြီးစီကိုတော့တွားရင်တွားနိုင်နေမှာဘိုးကလည်းကိုရင်နေပြီစကားပြောနေရကိုကျုပ်ဘာမှဝင်ပြောပဲနေနားထောင်နေရဲ့ သူတို့ပြောတာဖြစ်နိုင်တယ်အခုဆိုကျုပ်ရဲ့အပူခံနိုင်စွမ်းတွေက အတော်တိုးတက်လာတယ်ဗျကျုပ်ကလည်းညင်ပြီးနားထောင်လာဘာမှစကားပြတ်မပြောတော့ဘိုးကကကျုပ်ကိုကြည့်ပြီးစကားဆိုရယ်ဗျစက်နေညင်ရတာကောင်းလာကြည်လားဟုတ်တယ်ဘိုးကရေဘိုးကတော့ပြောတာကိုနားထောင်နေရအေးအေးနေကပိုတဲ့ကွကွန်သွားဝယ်ကျင်တာဒီအပူတန်ကြီးနဲ့မသွားနိုင်ဘူးကွကာမယ်လူတယောက်ကတော့ဒီနေပူကြီးတဲ့ကိုဘယ်သူမှမသွားနိုင်တော့ပါဘူးကျုပ်သွားပြီမယ်လေ ို့ပါတဲ့စနေရမင်းလည်းမသွားနဲ့ရပါတယ်ဗျာသွားပြီကြောင်လဲခတ်တည်တည်နဲ့နေပူကြီးရဲ့ထွက်လာလိုက်တဲ့အပြင်ရောက်တော့နေပူချိန်ကြီးဆိုတော့ပူနေရပေါ့ဗျာလူကတော့ပူတယ်ကျုံစိတ်ကတော့တိတ်မပူတဲ့လိုပဲဗျစိတ်ကဆောင်နေတာဖြစ်မယ်အဲ့လိုနဲ့ကျုံလဲဘိုးကအတွဲကုန်းဝယ်ပြီးတော့ចောင်းကိုပြန်လာတယ်ဘိုးကကိုကွန်းထုတ်ပေးလိုက်တော့ဘိုးကနဲ့ကိုင်းလေးနှစ်ပါးကထူးထူးဆန်းဆန်းကျုပ်ကိုတင်နေရဲ့ဗျအဲ့ဒါနဲ့ကျုံလဲမသိကြအောင်ဆောင်ပြီးအခန်းထဲပဲပြန်လိုက်တယ်ဆိုပါတော့ဗျာ ကျောင်းမိကတိုင်းကျင့်တာအခုဆိုတလက်လောက်ရှိရောပေါ့နေလုံးတွေလည်းရဲနေပြီပြီးတော့ကျင်းဆက်နေရပဲလက်မှလည်းမီးပြီးလားဆိုပြီးမီးရှို့ထားတဲ့အပူလောင်တံရတွေကများနေပြီဒီနေ့ညတော့ကျောင်းဖျောင်းနိုင်မီကိုမကြည့်နိုင်တော့ဘူးဗျာနေလုံးတွေကမျက်ရည်တွေလည်းကျလာတယ်ပြီးတော့အောင်လဲအောင်တယ်ကျုပ်ထင်နေမျက်စိကဝဲတူတောင်ဖြစ်နေပြီအချိန်လေးကတော်တော်ဆိုးနေပြီဗျာကျောက်ကလည်းသိရမဟုတ်လားစိတ်ဆုံးဖြတ်ထားပြီးပြီဆိုပန်းနိုင်ကိုမရောက်ရအောင်သွားမယ်လို့မျိုးဗျာကျိမ့်မိပြီးကျင့်သေးရဲ့ ဘလို့မှမရတော့လို့အိတ်လိုက်ရတယ်။မနဲ့မိုးလေးတော့ကြောက်မျက်လုံးချင်းတွေကတော်တော်ဆိုးနေပြီဗျ။မျက်လုံးကနှီးရပြီးမျက်သားတွေတက်နေပြီ။ကြောက်ရဲ့အချင်းလေးမြန်ကိုမသိရဲ့ဖုံကြီးကိုရင်လေးတွေနဲ့ဘိုးကကတော့တာမန်မျက်စိညာတယ်ပဲထင်ပြီးတော့စင်းလေးတွေဘာတွေပေးကြတယ်ဗျာ။ကိုရင်နှစ်ပါ။ဖေယာ။သွား။ကျောင်းတောင်ပဲကွန်သီးပင်မှာတက်နေတဲ့ကုန်းရက်တွေသွားခုကြည့်။ကွန်ယိုနဲ့မင်းတို့စနေကိုမျက်စင်းခတ်ပေးလိုက်အောင်။ဟိုမှာကန်းတော်မယ်။တင်းပါဖေယာ။ ဖုန်ကြီးကကိုရင်လေးမိကိုမိတ်ပြီးစနက်ကိုကြည့်လာတယ်ဗျပြီးတော့မိတ်နေဆက်နေဘလို့ဖြစ်တာလဲဘာဖြစ်မှမသိပါဘူးဗျာအကောင်သားကြီးကနေအခုလိုဖြစ်သွားတာပါပဲအေးရစင်းခက်လို့မှမပြောက်ရင်မင်းစေးကန်းသွားပြကြလားစေးကန်းပြဖို့ထီတော့လူမင်မထင်ပါဘူးဗျာဟဲ့စနေနေ့မျက်ခွက်နေပြန်ကြည့်အောင်ငါမပြောလိုက်ချင်ဘူးဘိုးကခမားလူစနေကိုကြည့်လောက်အောင်စေးကန်းတွေပါလိုက်ပြပေးလောက်ကြလားတင်ပါဗျာ ចောင်းကလူဝေးအာလမ်ကကျုပ်ကိုဂယုဆိုင်နေကြပါသူတို့ကတာမန်မျက်စိနားလေးပဲထနေရကျုပ်ကမြင်ကြောထားလို့ဖြစ်တာမှန်းသိရင်ဘလို့နေမမတ်မသိဘူးဗျနောက်စေရဲ့လောက်ကြတော့ကျုပ်မျက်လုံးကိုကျုပ်ပြန်ကြည့်လိုက်တယ်ဘလို့ကြည့်တယ်လဲဆိုတော့ចောင်းရှိပရင်းပေါင်မှန်းကနေတဆင့်ပေါ်ကျုပ်မျက်လုံးနေအတော့ကိုရင်းနေရဗျကျုပ်လည်းမှန်းတဲ့ကကျုပ်ရဲ့ရုပ်ကိုသိချာကြည့်နေရောမှန်းတဲ့ကရုပ်ကပြုံးပြလာတယ်ကျုပ်လန့်သွားတယ်အဲ့ဒါနဲ့နောက်ကိုဆုတ်လိုက်မိရဲ့ ဒါမှမဟုတ်သေးပါဘူးဆိုပြီးနောက်တစ်ခါပြန်ကြည့်ရယ်။ဗဇက်ဟာကြည့်ပြုံးကြည့်မဲကြည့်လို့တယ်။ဘာမှမထူဘူး။ငါအမြင်မှားတာပါလေလို့မှတ်နေတော့။ကျုံမျက်လုံးတွေကနေအယောင်တွေတောက်လာတယ်ဗျ။ထိုးတော့ထိုးနေပြီဆိုတာတတိထားလိုက်မိရယ်။ငါမိကတိုင်အောင်သွားပြီလားလို့လည်းတွေးမိပြန်တယ်။ကျုံအဲ့လိုတွေးနေတော့မှန်တဲ့ခါကျုံကစကားပြောလာတယ်ဗျ။ပြောငနဲ့ဆိုတာလက်နာပေါ့ဗျာ။ဒါပေမဲ့ဒါငါကိုပါပဲဆိုပြီးတော့စိတ်ကိုညင်အောင်ထားပြီးပြောတာကိုနားထောင်လိုက်တယ်။စနေမင်းကငါပဲ။ ငါလည်းမင်းပဲမင်းကငါမို့ငါပြောတာမင်းနားလည်ရမယ်ငါကမင်းမို့မင်းပြောတာကိုငါနားလည်တယ်မင်းနဲ့ငါနဲ့ငါနဲ့မင်းနဲ့ကျုပ်ကောင်းနေမူလာပြီးစိတ်ထဲတိတ်မရှိတော့ဘူးအဲ့ဒါနဲ့ကျုပ်လည်းမှန်တဲ့ကကျုပ်ကိုပြောလိုက်တယ်မင်းနဲ့ငါရင်းနဲ့ရှုပ်နေတာပဲလွင်းကိုပြောအေးပြောရမယ်ဆိုရင်မင်းကတာမတ်လူမဟုတ်တော့ဘူးမိကိုလူတလူစိတ်ခိုင်းနိုင်သူဖြစ်နေပြီငါငါကမိကတိုင်းအောင်သွားပြီဟုတ်လားအေးအောင်ပြီငါတကယ်အောင်လားအေးအောင်ပြီ ငါဘလို့စွားရရနေပြီလဲမင်းကမိပြီးသွားပြီဆိုတော့မင်းမျက်လုံးနဲ့လူတွေကိုထိန်းချုပ်နိုင်သွားပြီမှန်တဲ့ကကျုပ်ကအဲ့လိုပြောသွားတယ်ဗျအဲ့တော့ကျုပ်လည်းစွမ်းအားတွေကိုစမ်းသပ်ဖို့ဖြစ်လာပါဗျာဟဲ့ကောင်စနေနေပူကြီးတွေမှာဘာထားလုပ်နေရလဲဘာမှမလုပ်ပါဘူးပူကရဒီတိုင်းပဲထိုင်နေရပူတယ်ဟဲ့ကောင်ရထထရပါတယ်ပူကရဘာမှဖြစ်ဘူးမင်းမျက်စိသွားပြရမယ်ရတယ်ပူကဘာမှဖြစ်ဘူးဟဲ့ကောင်မင်းမျက်လုံးကကန်းတော့မယ် ငါရက်ွက်ထဲသွားလိုက်အောင်မေဘိုးကကကျောက်ကိုပြောဆိုပြီးကျောင်းအပြင်ထွက်သွားတယ်ကျောက်ကနေထုံးနေရဲ့ကျောင်းဆောင်လမ်းမှာထိုင်ပြီးတော့ကျောက်ရဲ့ကတိုင်းအစွမ်းတွေကိုစမ်းသပ်နေရပေါ့ဗျာအဲ့လိုနဲ့ညနေရောက်တော့ကိုရင်လေးတွေကကျောက်ကိုအမိုက်ပုံမိရှုဖို့ခေါ်တယ်ကျောက်တို့တွေအမိုက်ပုံကိုမိရှုဖို့ပြင်ကြတာပေါ့ကျောက်ကအမိုက်ပုံကိုမိချင်းနဲ့မရှုဘဲမျိုးလုံးနဲ့ကြည့်ပြီးရှုနေရဗျာဒါကိုဘမမသိရဲ့ကိုရင်ကြီးကကျောက်ကိုလှမ်းအောင်ပြောတယ်ကိုစနေမိရှုတော့လေဗျာ ကျောက်ကလည်းအာယုံပြက်မှာဆိုလို့သူတို့ကိုပြန်မပြောဘူးကိုစနေဘာရီကြည့်နေရလဲဗျမီးရှို့လေဒီလူကြောင့်တောင်နဲ့ဘာဖြစ်ညာလဲမသိဘူးမျက်လုံးတွေကလည်းနေရနေရပဲကံများကန်းသွားပြီလားမသိဘူးကိုစနေခမရအမိုက်ပုံကိုမမြင်ရအောင်လားကိုရင်တွေကဘာမှမသိဘူးဗျကျောက်ကမျက်လုံးညက်ကြည့်ပြီးအမိုက်ပုံကိုမီးရှို့နေရလေတော်တော်ကြတော့ကိုရင်နှစ်ပါးတည်းကကိုရင်ငယ်ကစိတ်မရှိရဘူးထင်တယ်ကျောက်လက်ထဲကမိကျစ်ကိုစက်ကနေဆွဲလို့ပြီးတော့အမိုက်ပုံကိုမီးရှို့နေရဲ့သူရှုတ်လိုက်တာနဲ့တစ်ချက်တည်းနဲ့ မိကတောက်လာတယ်ဗျတောက်မှာပေါ့ကျုပ်ကမျက်လုံးနဲ့တေချာကြည့်ထတာကိုကျုပ်ပြညာနဲ့ကြည့်နေရကိုသူတို့ကမသိရောမိရှုတာသူရှုတယ်လို့ကိုရင်လေးကထင်သွားပုံပဲဗျစဉ်းစားကြည့်ဗျဒီလောက်အမိုက်ပုံကြီးကတက်ချက်တဲ့ဟောင်းကနေမိထလာလားကျုပ်အစွမ်းကြီးပါတာပေါ့ကျုပ်မျက်လုံးနဲ့ကြည့်ထလာလေမိတောက်ခါနေမှာကိုရင်လေးဝင်ရှုပ်လိုက်လို့ပေါ့ဗျာကျုပ်လည်းမိတောက်နေရအမိုက်ပုံကိုငေးပြီးအဲ့ဒီမိတဲ့ကိုဖျက်လျှောက်ခြင်းစီပေါ်လာတယ်ကျုပ်ကကတိုင်းအောင်ထလာလေမိပြီးနေပြီး အဲ့ရောတိတ်ရှိရှိဝဝေးနေတွေးမနေရောပဲမီးချုပ်ထားတဲ့အမိုက်ပုံလေးကိုတိုးဝင်ဖို့ပြန်လိုက်တယ်။ကျောင်းနောက်ကကိုရင်နှစ်ပါးကတော့အလန်တကြားနဲ့အော်နေရပေါ့ဗျာ။ကိုစနစ်ယူနေရလား။အဲ့ဒါမီးဖို့ကြီးတယ်။ကိုရင်ဆွဲဆွဲဒီလိုယူနေတာထင်တယ်။သူတို့ကပြောပြောဆူဆူကျုပ်ကိုလည်းဆွဲပါဇက်ကလည်းအော်တယ်ဗျာ။ဘိုးကဘိုးကရေလာပါအောင်ဒီမှာကိုစနစ်မျိုးတွေဝင်နေလို့ကိုရင်လေးတို့နှစ်ပါးရဲ့အော်တဲ့အကြောင်းဖုံးကြီးနဲ့ဘိုးကခက်တက်တက်လေးရှောက်လာတယ်ဗျာ။ ။ပြီးရနေတုတ်တုတ်ကိုကြည့်ပြီးဖုံးကြီးကကြပြကြရနဲ့လှမ်းမိနေပြ။ဘာတွေဖြစ်နေကြလဲ။ဒီမှာကိုစနီပေါ့။ကြောင်တောင်နဲ့မီးဖို့တယ်ဆင်းမလို့တယ်ဗျာ။ဒီစနီဘလို့ဖြစ်ပြန်ပြီလဲကွယ်။ဘိုးကဆွဲပါအောင်။ဖုံးကြီးကမိန်တော့ဘိုးကကပါကျုပ်ကိုလှဆွဲတယ်ဗျာ။ပြီးတော့မီးလောင်နေရအမိုက်ပုံနဲ့ခက်လန်လန်ကိုရောက်မှကျုပ်ပခုံးလေးကိုကန်လှုပ်ပြီးပြောတယ်။ဟဲ့ကောင်စနီယူးနေလား။မင်းကိုမင်းဘာများထင်နေလဲ။ဘာဖြစ်လို့လဲဘိုးကရာတုံးမအစွမ်းရှိပါတယ်။ ဲ့ဟဲ့ဘိုးကမင်းကောင်စနေကိုကြည့်ရတာမူမှန်ဘူးနော်တင်မတပည့်တော်လည်းတရိပ်ထားမိပါတယ်ဗျာဒီကောင်ဘာပေါက်ကရလှုပ်ထားပြက်မိလဲမသိဘူးဖောင်းကြီးနဲ့ဘိုးကကကျုပ်ကိုစိတ်ပြက်လည်းပြက်ကြည့်ပြီးပြောနေတာဗျပြီးတော့သူတို့ကျုပ်ကိုဇောင်းနှင်းစီကိုခွတ်သွားတယ်ဇောင်းနှင်းရောက်တော့ကျုပ်ကိုထိုင်ခိုင်းပြီးဆရာတော်ကမိကွန်းဆမရော့တယ်စနေစိတ်အေးထားမင်းမျက်လုံးတွေကရဲနေပြီးစေကန်းပြရမယ်တပည့်တော်ကကတိုင်းအောင်လို့မျက်လုံးရဲနေရပါဖေယားဟဲ့စနေဘာပြောနေရလဲ ။တပည့်တော်မိကတိုင်းအောင်ထားပါတယ်ဖုရား။ညလုံးကနေမိတွေထောက်နိုင်ပါတယ်ဖုရား။အဲ့ဒါကြောင့်မိကြီးကလေးရဲနေရပါမစွန့်ရပါနဲ့ဖုရား။အေးစနေရီမင်းမျက်လုံးကိုမစွန့်ရင်တော့ဘူး။မင်းကောင်းကိုပဲစွန့်ရင်သွားပြီ။ဖုန်းကြီးကကြုံမှာဆွဲအားတွေရှိနေရမယုံဘူးဗျ။အဲ့ဒါကြောင့်ကြုံလေလက်တွေပြမယ်ဆိုပြီးတော့မိဖို့ပဲပြေးလိုက်တယ်။ဟဲ့စနေဘာတွေလုံနေပြန်ပြီလဲခက်တော့ခက်နေပြီ။တပည့်တော်အပူဘလောက်ခံနိုင်ကြောင်ပြမလို့ပါဖုရား။တဲဒီကောင်နဲ့တော့ခက်ကုန်ပြီ။ကိုရင်နှပါနဲ့ဘိုးကတော့ စနေကိုလိုက်ဖမ်းကြပါအောင်။ဖုန်ကြီးလည်းစိတ်ပြန်နေတဲ့ထင်နေ။ကျုပ်ကမယုံဘူးဗျ။အဲ့ဒါနဲ့ကျုပ်လည်းလက်တွေ့ပြမယ်ဆိုပြီးတော့မီးရှို့ထားတဲ့အမိုက်ပုံပေါ်ပြေးတက်လိုက်တာပေါ့။မီးပေါ်တဲ့ရောက်ခါနီမှာကိုရင်နှပါးကကျုပ်ကိုမိသွားတယ်ဗျ။သူတို့ကျုပ်ကိုဆောင်ဆွဲလိုက်တာကျုပ်နောက်ပြန်လဲပါရော။ပြီးတော့ဘိုးကကိုရင်နှပါးတွေမကအောင်အနောက်ကခက်တက်တက်လမ်းလျှောက်လိုက်လာတဲ့ဖုန်ကြီးကပါပိုင်းချုပ်ပြီးတော့ဇောင်းနှင်းစီကိုပြန်ဆွဲခေါ်တယ်။နောက်ကိုရင်တပားကိုဘိုးကကပြောတယ်။ကိုရင်လေ၊ဗျ။အုံးသီးချရင်သုံးနေကြူသိရဲ့မလား။ သိရလေအဲ့ဒါမမြတ်သွားယူဒီကောင်ယူနေပြီကျိုးနဲ့တုံးမှာပဲရတော့မယ်ကိုရင်လေးကဘိုးကစကားတိုင်းကျိုးသွားယူရဲ့ဗျကျိုးရတာနဲ့ကြောက်ကိုစောင်းနဲ့ကတိုင်နဲ့ပိုးချီထားရဲ့ဗျဒီလူကြောက်ဆန်းကိုမသိလို့ဒီလိုလှုပ်ရတာပေါ့အဲ့ဒါနဲ့ကျုပ်လက်မျိုးလုံးနဲ့ကျိုးတွေမီးလောင်အောင်စိုက်ကြည့်နေလိုက်တဲ့အဲ့ဒါကိုတေချာကြည့်နေရဲ့သူတို့ကအချင်းချင်းလက်ကိုပြီးစကားပြောနေကြတယ်ဗျဘိုးကရေစနေကိုစေအောင်သာပို့ဖို့သာပြင်ပြီးတော့ဗျဒီကောင်တကယ်ယူသွားရလားဖေယား သူ့ပုံစံကြည့်ရတာမူမှန်လို့လားမူတော့မမှန်ဘူးခင်ဗျာကဲကဲကိုရင်တပါစနေအခန်းထဲဝင်ပြီးရှာကြည့်ကြံကွယ်ဒီကောင်ဘာတွေများလောက်ထားလဲလို့ဖုန်းကြီးကအဲ့လိုပြောတော့ကိုရင်တပါကကျုပ်ခန်းစီကိုထွက်သွားတယ်ကျုပ်ကတော့ကျိုးကိုမျက်နှာနဲ့စိုက်ကြည့်ပြီးမီးလောင်ပြီးပြတ်သွားလှုပ်နေရပေါ့မကြပါဘူးကျုပ်အခန်းထဲကိုသွားတဲ့ကိုရင်တပါပြန်ရောက်လာတယ်သူတို့လက်ထဲမှာဖျောင်းနိုင်တွေအပြင်ဖျောင်းချက်တွေပါကိုင်လာတယ်ပြီးတော့ဖုန်းကြီးနဲ့ဘိုးကကိုပြပြီးပြောတယ်ဗျဖုန်းကြီးဖျား ူ့ကန်းထဲမှာဒါတွေတွေ့ရဖေ။ခေါင်းရင်းမှာလည်းဖျောင်းနိုင်တွေထွန်းထားတာ။ကရင်တိုင်မှာလည်းမီးတောင်ထားတယ်။အော်ငါသိပြီ။အစောကပြောတဲ့ကတိုင်းတီကောင်ဒါတွေလုံနေရပဲ။ဘာပြောလဲဖေ။ကဲကဲကဲဖိုကခမည်းကောင်ကပောက်ကရကျင့်စဉ်တွေကျင့်ပြီးပောက်နေရပါဗျ။ကျောင်းဘော်ကဖျောင်းနိုင်တွေကိုယူပြီးတော့ဒါဝေလုံနေရကို။ဘာလုပ်တာလဲဖေ။မိကတိုင်တင့်နေရနေမှာပေါ့။စေးရုံကိုသာပို့လိုက်။အချင်းဒီတော့တအားမဆွလောက်သေးပါဘူး။တင့်တင့်မဖေ။ ောက်ကရအတော်လုပ်တဲ့စနေကွာဖုံးကြီးကလည်းစိတ်ပြဲကိုရင်နှပါနဲ့ဘိုးကကလည်းစိတ်ပြက်လက်ပြက်နဲ့ကျုပ်ကိုကြည့်နေကြတယ်သူတို့ကြည့်နေရကိုကျုပ်ကသူတို့ကိုပြန်မကြည့်ပဲသိရလေကျိုးပြေမှာပဲသူတို့ကိုပြန်ကြည့်နိုင်မှာမလို့ကျုပ်ကိုချီထားတဲ့ကျိုးကသာမျက်လုံးနဲ့စိုက်ကြည့်နေရတော့တယ်ညရောက်တဲ့အထိကျုပ်ကိုချီထားတဲ့ကျိုးကိုစိုးစားကြည့်နေမိရဲ့ညနေပဲနေအေးချိန်ရောက်တော့အေးဘက်ပါသွားလို့မိမလောင်နိုင်တာလည်းဖြစ်နိုင်တယ်လေသိတယ်မဟုတ်လားတို့တို့လိုကတိုင်းအောင်ထားတဲ့သူတွေဆိုတာဇွဲလုံးလာရိယာရှိရလေ ိုက်တင်နေရလဲပင်းတော့ညောင်းတာပေါ့ဗျာဒါမဲ့ကျိတ်မိနေရတာပေါ့နောက်တစ်ခုကျိုးတွေမိမလောင်နဲ့အတီးကတရခန်းကဖုံးသီးတို့ကြောက်မယ်သူတို့ကဘေးကနေတွတ်တွတ်ထိုင်ပြောနေရောကျောင်းမြေလုံးကမိမထွက်နိုင်ဖြစ်နေရအဲ့လိုနဲ့ကားတစီကကြောင်းထဲဝင်လာတယ်ဗျပြီးတော့လူတစ်ယောက်ကဖုံးသီးကိုဥချပြီးကြိုးနာကတ်လာတယ်ပြီးတော့ကျုပ်ကိုစကားလာပြောတယ်ငါညီမင်းဘာလုပ်နေရလဲဒီကျိုးကိုဖျက်နေရဗျကျောင်းမြေလုံးကနေမိတောက်လာရင်ဒီကျိုးပြတ်သွားမှာအေးဟုတ်လား မိုးချုပ်ပြီဆိုတော့အေးလာလို့မိမိလောင်တရားဖြစ်မယ်။ဒီလိုမစိုးဘူးဗျ။တွေးတတ်တယ်။ចောင်းကသူ့ရင်းနဲ့များတခြားစီပဲ။သူ့ကစကားထက်ဆိုတယ်ဗျ။ငါညီမင်းနေပုံမပဲဖြက်ကွာ။အခုကပိုအေးလာပြီဆိုတော့မင်းမျက်လုံးကအားနေနဲ့လုံနေတာ။အားတော့မလို့ဗျ။ကျောက်ကမိကတိုင်းအောင်ပြီးပြီဆိုတော့မိဆွင့်နေရှိရလေ။အေးတက်ရှိနေတော့မိဆွင့်ကလည်းနည်းနည်းကြတာပေါ့။အကူတို့နောက်သာလိုက်ခဲ့။မင်းလိုပညာရှိပြီစွနေတာ။ဆရာတော်ကចောင်းမှာပညာရှိတယောက်ရှိရဲ့။တခြားကြောင့်မှမိတော့မှာဆိုလို့ ငါ့ကိုခေါ်သွားခိုင်းတာသူပြောမှုအရာဆိုရင်ကျောင်းကသူတွေကကျုပ်ကိုကြောက်လို့ချုပ်ထတာပေါ့ကျုပ်သူတို့ကိုအန္တရာယ်ပြုတ်ပါမလားဗျာအဲ့လိုနဲ့ကျုပ်ကိုကြိုးဖြစ်ပေးတယ်ပြီးတော့အစောကလူကသူ့ကားပေါ်တက်ခိုင်းတယ်ကျုပ်တဲ့သူ့နောက်ကိုလှိတ်သွားတာပေါ့ဗျာကျောင်းကိုလာခေါ်တဲ့လူနဲ့ကျုပ်လိုက်လာတာဗျာကားပေါ်ရောက်တာနဲ့ကျုပ်အိပ်ပျော်သွားတယ်အဲ့ရကတော့စိတ်ယုံနေမှရောက်နေရဲ့ဗျာဘေးမှာလဲဘိုးကရှိနေရဲ့ကျုပ်နေကောင်းရဲ့နဲ့ဘာဖြစ်လို့စိတ်ယုံခေါ်လာတာလဲပေါ့ကျုပ်ကရင်ဘော်ကနေငုတ်တုတ်ထထိုင်လိုက်ပြီးတော့ဘိုးကောင်မေးလိုက်တယ် ူလည်းတိတ်ချမကြည့်ရဘူးတော်ကြကျွန်တော်မျက်လုံးကမီးထွက်လာပြီသူ့ကိုလောင်သွားမှဆိုးရတယ်လေအဲ့ဒါနဲ့ဘိုးကကိုဘိုးကကျောင်းကိုလာခေါ်တဲ့သူကပညာရှင်တွေထားတဲ့နေရာမှာကြောက်ကိုထားမယ်ဆိုအခုဘလို့လောက်ပြီးတော့ဆင်းကိုရောက်နေရလေမင်းကအဲ့ဒီကိုသွားလို့မရသေးဘူးတဲ့ကွာအဲ့ဒီကိုသွားဖို့ဆိုရင်စေးစေးချက်ယူရသေးရဲ့ဘေးကလူတွေကလည်းစေးလာစစ်တဲ့သူတွေကွာအော်ဟုတ်လားอืมပညာရှင်မန်းသိအောင်စစ်စစ်တော့ယူရမှာပေါ့ဟုတ်တယ်မင်းဒီမှာဆေးလောက်တော့နေရလိမ့်မယ်တဲ့ကွာ သူပေးတဲ့စီးပွေတောက်ရမယ်မျက်စင်းလေးခက်ရမယ်ဟာဘိုးကကလည်းဗျာဒါလည်းမလိုပါဘူးငါ့ကိုတေချာမှားသွားတာကွာမင်းတို့တိုင်းမျက်စင်းကဆွမ်းအားတိုးစေတယ်ကွာခက်ရမယ်မျက်စင်းကလည်းမီးတုပ်အားကောင်းတယ်မျက်စင်းနဲ့အေးဗျာအဲ့ဒါဆိုရင်တော့တောက်ရခက်ရတာပေါ့ဗျာကျုပ်လည်းကျုပ်ကိုလာခေါ်တဲ့သူရဲ့ပြောစကားကိုနားထောင်ပြီးပါဝါတိုးဖို့တွေစူးစမ်းနေဖုန်းကြီးကလည်းဘိုးကနဲ့မှားပြီးနီးလန့်တွေပြေးတယ်ဗျာစနေရီမင်းဆွမ်းအားတိုးစီမယ်ကျင့်စဉ်တွေကိုဖုန်းကြီးကပေးလိုက်တယ်မင်းလိုက်နိုင်ရမယ်နော် ဘာရီတော့ဗျာမင်းအိတ်ကနေရင်ဓမ္မမဟုတ်ပြင်းနေရင်ငေါတော့ထာအိတ်နေလို့လည်းရတယ်နော်နာသီးဝါကဝင်းနာကိုဝင်းလေးထွက်တာကိုထွက်လေလို့မှတ်ရမယ်တဲ့ဖျောင်းနိုင်ကြည့်ရမှာမဟုတ်ဘူးလားအဲ့ဒါတွေတော့မလို့တော့ဘူးလေကွာဖုန်းကြီးပြောတာတော့အကူနည်းကိုပဲမှတ်တဲ့ကျုပ်လည်းသူတို့ပြောတဲ့အတိုင်းလိုက်နာလိုက်တဲ့အဲ့လိုနဲ့တပတ်လောက်ကြာတော့ကျုပ်ကောင်းနေမူးလာတယ်တော်တော်မူးတာပါဗျာခဏနေရောကျုပ်ထင်တယ်ဆောင်းနေဖြစ်မယ်ကျုပ်ကိုလာကြည့်ပေးရဲ့ဘေးကလူတွေကလည်းတိတ်ပြီးရောစိတ်နဲ့မပေါ်ဘူး ကျုပ်လည်းခေါင်းမပြေသွားတော့ဘိုးကောင်မရပေါ့ဘိုးကကျုပ်တို့စင်းအောင်ရောက်နေရလားအယူးစင်းအောင်လားမသိဘူးနော်ဘေးရလူတွေကတိတ်ပြောစိတ်နဲ့မပေါ့ဘူးစနေမင်းဘာပြောလိုက်တယ်ဟုတ်တယ်လေခမရဗျာကျုပ်ကိုစင်းအောင်တင်ကျင်တယ်လူကောင်းသူကောင်းတွေကိုတဲ့နေမှာကို့ပေါ့အခုတော့ဘိုးကကကျုပ်အဲ့လိုပြောတာကိုကြောင်ကြီးကြည့်နေရဲ့ပြီးတော့ကဒင်ဘေးကနေပြေးထွက်သွားပြီးစီအောင်ကိုသွားခေါ်တယ်စီအောင်လို့ထင်ရတဲ့အဲ့လူကိုကျုပ်မြင်ဖို့တယ်လို့ပဲသူ့အကြောင်းနားရောက်တာနဲ့ဘာတွေပြောမှန်းတော့မသိပါဘူးဗျာ ငါညီမင်းဆွားတွေတိုးလာပြီလားဗျာဘာပြောတာလဲမင်းမျက်စိကမီးထွက်နိုင်နေဆိုဟာမဖြစ်နိုင်တာကျောင်းမီးကတိုင်းတော့ကျင့်နေဗျာအဲ့ဒီအစင်ထီတော့မရောက်သေးပါဘူးအေးအေးနောက်ဆိုဆရာတော်ရဲ့စကားကိုတိကျနားထောင်တော့ဆရာကတောင်းတော့မှာဗျာဘာလို့ပြောနေမှလဲမသိဘူးအဲ့ဒီလုံနဲ့နှစ်ရက်လောက်နေတော့ကျောင်းရဲ့ဘိုးကစင်းုံကနေပြန်လာတယ်ကျောင်းရောက်တာနဲ့ဖုန်ကြီးကတက်မိနေဗျစနေနေကောင်းပြီလားကောင်းတော့ပါပြီဖေဟာအေး နောက်နေ့ကစပြီးမင်းတက်တယ်မအိတ်ရတော့ဘူးဘိုးကရဲ့ခန်းထဲမှာအိတ်ပြီးတော့ပောက်ကရကျင့်စဉ်တွေမကျင့်ရဘူးတမာတိအားထုတ်ချင်တယ်ဆိုရင် ဖုန်းကြီးကိုပြောဖုန်းကြီးနိနေတရားပေးမယ်တပည့်တော်ကတိုင်းကျင့်တာအေးအဲ့ဓာရိကနီးမှန်လည်းမမဟုတ်ရင်အခုလိုမလိုလားအပ်တဲ့ပြဿနာတွေဖြစ်တတ်တယ်ဖခင်တပည့်တော်ကဘာဖြစ်လို့လဲဖခင်ဖုန်းကြီးပြန်ပြေဖို့ပြင်နေတော့ဘေးမှာရှိကွင်းလေးနှစ်ပါးကတောက်ကိုစိုက်တည်လာပြီ။ဘာဖြစ်ရမှာလဲယူးသွားလေယူးသွားတာမျက်လုံးကမီးထွက်တယ်ပြောလို့ပြော ီးပေါင်တဲ့ခုံစင်းတို့စင်ခမရတတော့ကိုပောက်ရလှတ်တက်တူပဲဗျာကျုံလဲကိုရင်လေးနှစ်ပတ်ရဲ့မကြေမနက်စကားကိုနားထောင်ပြီးလန့်သွားတယ်ဗျာအဲ့လိုနဲ့ကျုံစီသေးကနေနောက်တကမလှုပ်တော့ဘူးလို့ဆုံးဖြတ်လိုက်တာပေါ့ဗျာပရိသတ်များရှင်မောင်စနေနဲ့မိကတိုင်းဆိုတဲ့ဇလန်းလေးကိုတော့ဒီလောက်နဲ့သာအဆုံးသတ်လိုက်ရပါတယ်ရှင်မကြမီမောင်စနေနဲ့အရှင်ညွန့်အမိရတဲ့ဇလန်းလေးကိုတင်ဆက်ပေးတော့မှဖြစ်တဲ့အတွက်ကြောင့် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။